โอเคပါကျွန်တော်တို့နောက်ထပ်ပွဲစဉ်တစ်ပွဲတော့မေလ22ရက်နေ့ညနေ3:00နာရီကျော် University ကွင်းမှာရှင်ပိုင်ကစားမဲ့ရန်ကုန် Royal အသင်းနဲ့ Kitchen United အသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုပုံမေးက3:00ပြောအောင်ခင်ဗျโอเคပါဒါအုပ်စု P ရဲ့ဒါတစ်ဖက်ကမျောလင်းချက်ရှိနေတဲ့အသင်းနဲ့ဒါတစ်ဖက်ကဂုံသိခါပိုင်းအရရှင်မြန်သွားရမယ်နှစ်ပြည့်ရထိတဲ့တွေ့ဆုံမှုဖြစ်တယ်ဟုတ်ပါရဲ့ဗျာအာဒီမှာမျောလင်းချက်ရှိနေတဲ့အသင်းရဆိုတာရန်ကုန် Royal ပေါ့ဒါ Lead 2အသင်းဖြစ်တဲ့ရန်ကုန် Royal က3ပွဲကစားပြီးတဲ့အချိန်မှာလက်ရှိမှာ MPC ရဲ့အဆင့် လေးနေရာမှာရမ်းမတ်၃မှန်နဲ့ရက်တည်နေတယ်။တရုတ်စုကပြောမယ်ဆိုလို့ရှင်တော်တော်လေးလာတယ်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှင်ဒါရန်ကုန်ယူနိုက်တက်တင်းကတော့ရမ်းမတ်၁၀မှန်နဲ့အတူအမပီစီယာရဲ့အဆင့်တစ်ကနေနောက်တစ်ဆင့်ကိုဒါအုပ်စုပုံနဲ့တက်ရောက်သွားပြီ။ဒီမှာအဆင့်နှစ်၃၄ကဒါ AOD United ကရမ်းမတ်၄မှန်မဟာယူနိုက်တက်တင်းကရမ်းမတ်၄မှန်ရန်ကုန်ရိုင်ယန်တင်းကတော့ရမ်းမတ်၃မှန်ဖြစ်နေတယ်။အဲနောက်ပွဲစမှာကစားလာမယ်။ AOD United တင်းနဲ့မဟာယူနိုက်တက်အတင်းတို့ကဒါအသေးကျသွားမယ်ဆိုလို့ရှင်တော့ဒီရန်ကုန်ရိုင်ယန်တင်းက အာရောင်းမှာပေါ့6မှန်နဲ့သူကကောက်စားသွားပြီးတော့နောက်တစ်ဆင့်ပေါ့ဆိုဒုတိယနေရာနဲ့တက်ရောက်သွားမယ်နေသားတစ်ခုရှိတယ်။တစ်ဖက်မှာဒါကချင်ယူနိုက်တက်အတင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကချင်ယူနိုက်တက်အတင်းကသုံးပွဲကစားတဲ့နေရာမှာတပွဲမှာမနိုင်သေးဘူး။အာဂုံသိခါပိုင်းရဒီပွဲကိုလာပြီးတော့အရှင်ပြိုင်ရမယ်နေသားတစ်ခုရှိတယ်။ပြောချင်တာတော့ဒီပွဲစမှာကချင်ယူနိုက်တက်အတင်းကအတွေ့အကြုံပိုင်းရ အားအတာလေးပြောလို့ရပြီမြန်ဒီဝင်းဒီမန်ဒလီဘိုင်းမှာဆိုလို့မန်ဒလီဘိုင်းမှာဆိုလို့ရှိရင်တော့ဒါရန်ကုန်ရိုင်းရဲ့အသင်းကတော်တော်လေးကိုပဲအားအတာချက်ရှိနေတာတွေ့ရတယ်။အဲကြောင့်မို့ကချင်ယူနိုက်တက်အသင်းအနေနဲ့ဒီပွဲစဉ်မှာလည်းငယ်ရုံးကန်ရနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ချင်တယ်။အာကိုတော့ကြာအနေနဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်ပြပါဦးခင်ဗျာ။ဟုတ်ကဲ့ပါ။ရန်ကုန်ရိုင်းကတော့ဆုံးနောက်ကူဘုံပြောလို့ပေါ့နော်။တို့ကဒီကချင်ကိုနိုင်ခဲ့မယ်ဆိုရင်တော့အပေါ်နှစ်သင်းရဲ့အခြေအနေကိုကြည့်ရအောင်ပါ။ဟုတ်ပါတယ်။အပေါ်နှစ်သင်းရဲ့အခြေအနေကိုကြည့်ရအောင်ပါပေါ့။အဲ့တော့ လိုအပ်ဖြစ်ကချင်အသင်းကိုလည်းသူတို့နိုင်ထားမှရမယ်ဒါကတော့ကိုလောက်အောင်လုပ်ပါတော့ကျွန်တော်အဲ့လိုပြောလို့အဲ့လိုပြောလို့ဒီကချင်အသင်းကိုကျွန်တော်တို့ဒါဟောပါတော့တင်သေးလို့ပြောတာမဟုတ်ပါဘူးဒါရန်ကုန်ရယ်ဘက်ကိုကျွန်တော်အနေနဲ့စဉ်းစားပြီးတော့ပြောတာပါရန်ကုန်ရယ်ကအခုဒီအုပ်စုမှာခန့်စစ်အကောင်းဆုံးဖြစ်ပေမဲ့အတိုက်စစ်ပိုင်းကရတဲ့ဂိုးရတဲ့ဂိုးပိုင်းကိုကြည့်မယ်ဆိုတော့ဂိုးကနည်းနေသေးတယ်ပေါ့နော်အအများသောအားဖြင့်နီးပြောက်ဦးအောင်နိုင်ကသူတို့ခါတိုင်းလိုပေါ့နော်ကစားကြတဲ့၃ဘက်လုံးဆိုရင်ခန့်စစ်ကိုအလုံးပိတ်ကစားပြီးတော့မှကောင်တာသွားတာမျိုးကြီးပဲပေါ့နော် တကယ်လည်းအဲ့လိုမျိုးပဲလုပ်ခဲ့တယ်ဒီဒီချိန်မှာတော့ကျွန်တော်ထင်တယ်ခန်းစစ်ကောတိုက်စစ်ကောမျက်မျက်တတသွားဖို့အဲ့လိုပုံစံနဲ့ခင်းချင်းပြီးတော့ပွဲထွက်လာမယ်လို့တော့ထင်တယ်ပေါ့နော်အဲတစ်ဖက်ကကချင်ယူနိုက်တက်အသင်းကိုလည်းဒါရန်ကုန်ရိုင်းအနေနဲ့ရန်ကြီးရှော့မတော်စီခြင်းပေါ့နော်ကချင်ယူနိုက်တက်အသင်းဘက်ကိုကြည့်မယ်ဆိုရင်ကချင်ယူနိုက်တက်အသင်းကမဟာနဲ့ပွဲကလွဲလို့ပေါ့နော်ကျန်တဲ့ပွဲတွေမှာပေးဖို့တော်တော်များတာကိုတွေ့ရတယ်ပေါ့နော်လိုပဲဖြစ်ဒါကဟိုတော်တော်လေးကိုပြုပြင်ရမယ့်အပိုင်းဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီတူပြိုင်ပွဲမစတဲ့မှာအခုလိုဟိုပြိုင်ပွဲအချို့ ပြိုင်နဲ့ပြိုင်ပွဲပုံစံမျိုးမှာဒါကိုကိုရဲ့ဟိုအသိရဲ့ဒါလိုအပ်ချက်အားနေချက်အားတာချက်တွေကိုမြင်ရပြီပေါ့နော်အခုကစားမယ့်ရန်ကုန်ရိုင်းဆိုရင်လည်းဒါလီတူးမှာကရှင်လိုက်တဲ့တင်းနဲ့ပြန်တွေ့ရအောင်ပါဘာလို့ပြန်တွေ့ရအောင်ပါဆိုတော့အဲ့တော့ဘယ်လိုပြောမလဲအခုဆက်ဆက်တွေ့ချင်းမှာပဲကိုကမှရန်ကုန်ရန်ကုန်ရိုင်းနဲ့တွေ့ချင်းမှာပဲရလက်ကောင်းအောင်ယူထားနိုင်ဖို့တော့လိုတယ်ပေါ့နော်ပြန်တွေ့ရအောင်ပါပဲဆိုတော့ဘယ်လိုဖြစ်တွေ့ကြရဲကိုကနိုင်ထားတယ်ဆိုတော့သဘောမျိုးကိုကျွန်တော်ပြောတာပါဒီရန်ကုန်ရိုင်းကခန်းစစ်ကောင်းတာကဘယ်လောက်ထိကောင်းလဲဆိုရင် ရန်ကုန် United တင်းလဲသူ့ကိုကိုမသွင်းနိုင်ဘူး AR လည်းအလားတူပဲပေါ့နော်အဲ့တော့ဒီအချက်တွေကိုကြည့်မယ်ဆေးဆိုရင်ရန်ကုန် Royal ကဒါခက်စစ်ကောင်းတဲ့အသင်းတင်းဆိုတာဒါလေပြင်းမှာဆင်သွားလို့ပဲထင်ရှားနေပြီအဲ့တော့ကရှင် United အသင်းနေနဲ့ဒီအချက်ကိုတော်တော်လေးကိုဒါစဉ်းစားသင့်တယ်ပေါ့နော်ဒါအဲ့အတွက်ကိုတော်တော်လေးကိုပြင်လာဖို့လိုတယ်ပေါ့နော်ဒါကျွန်တော်နေတဲ့ဒါကရှင် United အသင်းဘက်ကဒါအတွေ့အကြုံပြဟောပါပေါ့နော်အကြံဉာဏ်ပေးတာပေါ့နော်လိုပဲဖြစ်ဖြစ်လီတူမာလည်းပြန်တွေ့ရမယ့်အသင်းနှစ်သင်းရဲ့ ပွဲလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောတဲ့သုံးသက်ချက်တွေအရာကြည့်မယ်ဟေ့ဆိုရင်တော့ဒီပွဲကလည်းအဲကြည့်လို့ကောင်းမဲ့ပွဲကောင်းပွဲဆိုတာတော့ကျွန်တော်ထင်ရှားပါတယ်ကြာအဲ့တော့ပြည်သက်တွေလည်းဒါအောင်ကြည့်ရှုအားပေးဖို့ပြစ်ခေါ်ပါတယ်ကြာ